ဇာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရဆက်ရောရတဲ့ဒီနေ့မှာအရာရာသတိထားမယ်နှစ်ရက်နေ့မှာ အညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်။တောရက်တွေမှာခရီးကံကောင်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။တဏှာသိတိနက်ခတ်စမ်းရှင်နေနေဖြစ်တဲ့အဲ့ဒီနေ့မှာဝေတိကိစ္စပြောဆိုခြင်းလောက်ကင်ခြင်းတွေကြိုးပေးတယ်။လေးရက်နေ့မှာအရာရာကံကောင်းခြင်းအစီပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိပြီ။ငါးရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှာအချမ်းစီအနောက်ရှိတဲ့ရှိတတ်တဲ့၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက် ချမှတ်နေတယ်အဲ့နေ့ကသတင်းချုပ်လာပြင်းနေအကြီးအကဲများထံဂါရဝပြုပါတော့ရောက်ပြီးတော့ရှ िख ိုးချင်းဂါရဝပြုချင်းမိဘဆရာသမားတို့ကိုဂါရဝပြုချင်းနေပြုရန်ကောင်းတဲ့အပြင်တင်းလာနေနဲ့လာပြင်းနေတိုက်ဆိုင်တော့အနေကစားတင်ရန်မတော်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ခொနည်းနေ့မှာရပိုင်ခွင့်ပြန်ရခြင်းအခက်အခဲကျော်လွှားခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်အတွင်းမှာ ဇာသပတိနေဗုဒ္ဓနေတနင်္လာနေမွေးသူတွေကိုကောင်းကျိုးပေးတယ်တနင်္ဂနွေအင်္ဂါမွေးသူတွေဒုက္ခပေးတတ်တယ်ငါးခုကိုကနအကျိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ်ကောင်းသောကံကြမ္မာများရဖို့အတွက်အဖြူရောင်ပန်းဖျားတင်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ တရက်နေရနေ9ရက်နေတော်တွင်ဟာကောင်းသောကံကြမ်းလွှမ်းမိုးနေတယ်။ရှင်မကြအောင်မြင်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။စုပေါင်းလုပ်ငန်းကြိုးပေးမယ်။မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်။ဒီမှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရ။နှစ်ရက်နေမှာမတော်ဆန်ရကျူးဆမ်း။၃ရက်နေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။၄ရက်နေမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရနိုင်တယ်။၅ရက်နေကတော့အလုံးစုံစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၆ရက်နေမှာ အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွေ့တဲ့မယ်ခုနှစ်ရက်နေမှာအရဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောဂျိုးဆက်နဲ့တန်လန်းကို ပေါ်ထွန်းနိုင်တဲ့အနေထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကိုဗန်းနီးကြုံတွေ့ရမှာဖြစ်ပါတယ်။၃ရက်နေ့ကဒနာသိတိနဲ့ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲဒီနေ့မှာမတူညီတဲ့အမျိုးအစားအချွေစိတ်နဲ့စိတ်ကိုပိုက်ဆိုင်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ဖွင့်ခြင်းကံကောင်းခြင်းတွေရှိ။၆ရက်နေ့က လာပြင်းနေတတိကျောလာပြင်းနေဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကတော်ပန်းစီခြင်းကတော်ဝပြုခြင်းများဆောင်ရွက်ပါတင်းလာနေနဲ့လာပြင်းနေတိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါထူးထူးခြားခြားကောင်းခြင်းကံတွေရရှိလာပါမယ်ဒီကာလအတော်တွင်မှာတင်းလာနေအင်္ဂါနေဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းငွေတွေတောက်ကြမွေးသူများကြောင့် စေနောက်စတိဖြစ်တတ်ပါလေရှစ်ခုကိုကနန်းနေကြိုးပြပါလေအ내ရောင်ပြရဲ့ရောင်နဲ့ပြောင်တွေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တရားနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပြသွားမှာဖြစ်ပါလေလူရဆန္ဒပြည့်စုံခြင်းများရှိလာပါလိမ့်မယ်ယေရှုတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရှင်မန်းကျန်အောင်မြင်မယ်ဘဝချင်းတွေတွတ်တယ်မယ်ရတ္တန်တွေလှုပ်တည်ပြန်လဲဆက်တည်နိုင်မယ်ဘဝစစ်အောင်မြင်တွတ်တယ်မှုရှိမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်ကိုရရှိမယ်ဒီမှာလုံသမျှရည်ရွယ်သမျှအောင်မြင်ခြင်းတွတ်တယ်ခြင်းတွေရှိတယ်နှစ်ရက်နေ့မှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စပူတွေထုံမယ်သုံးရက်နေ့အဲ့ဒီနေ့က ဝေချေကံလက်လာပါကံကောင်းတဲ့တဏှသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာပိုက်ဆံတို့ကိုရင်မွေးဖြန်းပြီးတော့သူနဲ့ဆောင်ပေးပါ။လေးရက်နေ့မှာခยีကံကောင်းမယ်အပြောင်းလဲကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွဲမယ်။၅ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ရန်တက်ခံနေရှင်ပြီးလောက်ရတတ်တယ်။၆ရက်နေ့ကတော့ရာရာကောင်းခြင်းကံကျမနဲ့တို့ထည့်ခြင်းရှိမယ်။သတင်းကြောလာပြေနေနဲ့ တနည်းလာတိုက်ဆိုင်နေနေလေဖြစ်တယ်။ဘုရားနေကစားနေ့ရက်ဖြစ်ပါတယ်။ခုနှစ်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုင်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်။ရံတိုက်ခဏ်နေဖြစ်တတ်တယ်၊စိမ့်အောင်ရှိတဲ့ဖြစ်တတ်တယ်။တပတ်တာအတွင်းမှာကြာသာပရင်းနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျုပ်ပေးပြီးတော့တနည်းလာနေသောကြံနေမွေးသူများကြောင့်စိမ့်အောင်ရှိတဲ့တွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်အနီရောင်တို့ကိုသုံးပေးပါ။ နံပါတ်369အကျိုးပေးတဲ့ကဏ္ဍအဖြစ်သုံးဆွဲနိုင်ပါတယ်။ပန်းရောက်နေ့စီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းပါထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတင်ပါတယ်။